ွာတွင်စရုပ်ထသတင်းပတ်ရဲ့တနင်္လာနေ့ရှင်ရောင်းအေယွန်ဂလိချံအခန်းကြီး၄အခန်းငယ်53မှ54နှစ်ရက်လွန်သောအခါကိုရောသည်ဂါလိလိယနယ်သို့ကြွားတော်မူ၏အကြောင်းမူကားပရောဖက်ဟူသည်မိမိဇာတိမြေ၌ဂုံတရင်ကြော်စောခြင်းမရှိဟူ၍ယေရှုကိုရောတိုင်တတ်သိခံတော်မူခဲ့ဘူး၏တို့ဖြစ်၍ကိုရောသည် ဂါလိလိယနယ်သို့ရောက်တော်မူသောအခါဂါလိလိယနယ်သားတို့သည် ကိုတော့ကိုကြိုဆိုကြ၏အကြောင်းမူကားသူတို့သည်လည်းပွဲတော်သို့သွားကြသည်ဖြစ်၍ပွဲတော်နေ့၌ဂျေရုဇလင်မြို့တွင် ကိုတော်ပြုတော်မူခဲ့သမျှတို့ကို တွေ့မြင်ခဲ့ကြပြီးဖြစ်တော်ကြောင်းသည်ကိုတော်သည်ရေကိုစပြည့်ရေဖြစ်ပြောင်းလဲခဲ့သောအရက်ဖြစ်သည့်ဂါလိလိယနယ်ကာနာမြို့သို့တပန်ကြွလာတော်မူ၏ ကဖနာဦးမြို့၌အမတ်တဦးရှိ၍သူ၏သားသည် ဖြားနာလျက်ရှိ၏ဂျူရီးယားနယ်မှဂါလိလိယနယ်သို့ယေရှုကြွားလာတော်မူကြောင်းကိုထိုအမတ်ကြားတော်ကိုရော့ထံသွား၍ကိုရော့ကြွားလာပြီးမိမိသားကိုပျောက်ကင်းချမ်းသာစေမိအကြောင်း တောင်းပန်လေ၏အကြောင်းမူကားလူနာသည်တေအံ့ဆဲဆဲဖြစ်နေသောကြောင့်ဤယေရှုကတင်တို့သည် နမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကိုမမြင်ရလင်ယုံကြည်ကြလိမ့်မည်မဟုတ်ဟုသူအားမိန့်တော်မူ၏အမတ်ကလည်းသခင်ကျွန်ုပ်ဤသားမသေးမီကြွလာတော်မူပါဟုကိုရောအားလျှောက်လေ၏ယေရှုကတော်လောတင်းသားအသက်ချမ်းသာရလိမ့်မည်ဟု သူအားမိန့်တော်မူလျင်သူသည်မိမိအားကိုရောမိန့်တော်မူသောစကားကိုယုံကြည်လျက်ပြန်သွားလေ၏သူသည် ပြန်သွားစဉ်တွင် ်သူ၏အစီအကံများအနေစုံမိရာထိုသူတို့ကသူ၏သားအသက်ချမ်းသာရရာအကြောင်းကို သူအားပြောကြားကြ၏သူကမိမိသားပျောက်ကင်းချမ်းသာရသည့်အချိန်နာရီကိုမေးမြန်းသောအခါသူတို့ကယမန်နှင့်မွန်လွဲတနာ၏အချိန်တွင်အဖျားပျောက်ကင်းသည်ဟုပြန်ဖြေကြ၏ဖခင်ဖြစ်သူသည်လည်းဤအချိန်နာရီသည်ယေရှုကမိမိအားသင်းသားအသက်ချမ်းသာရလိမ့်မည်ဟုမိန့်တော်မူခဲ့သောအချိန်ဖြစ်ကြောင်းသိသည့်ဖြင့် ်သူကိုယ်တိုင်နှင့်သူ၏အိမ်သူအိမ်သားအားလုံးတို့သည်ယုံကြည်ကြလေ၏ဤနမိတ်လက္ခဏာသည်ကားယူဒိယနယ်မှဂါလိလိယနယ်သို့ယေရှုကြွတော်မူရာတွင်ဒုတိယအကြိမ်ပြတော်မူသော တကောနမိတ်လက္ခဏာဖြစ်သည်ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည်ဒီနေ့ကုသပြောက်ခွင့်ခြင်းကိုကာနာမြို့လက်ထက်ပွဲမှာကျင်းပတဲ့ အံ့ဖွယ်ရာနဲ့ဆက်ဆက်ပြီးတော့နားလဲစေခြင်းတဲ့သဘော ရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီနေ့ကျမ်းပိုက်လေးရဲ့အဆုံးလေးမှာကြားရတာကတော့ဂလိလေမှာသူလှုပ်တဲ့ဒုတိယမြောက်အံ့ဖွယ်ရာဆိုပြီးတော့မှမှတ်သားထားတာကိုတွေ့ရပါတယ်။ဒါဟာကျွန်တော်တို့ထောက်ရှုစဉ်းစားသိတဲ့အချက်လည်းဖြစ်ပါတယ်။ပထမအချက်ကကာဏမှာလက်ထပ်ပွဲမှာဒီလိုအဖြစ်ပြက်ဒီလိုအံ့ဖွယ်ရာမလှုပ်ခင်မှာ မယ်တော်ရဲ့ယုံကြည်ခြင်းကိုတွေ့ရပါတယ်။ဒီနေ့ကြားတဲ့အဖြစ်အပျက်မှလည်းပဲအရာရှိရဲ့ယုံကြည်ခြင်းကိုတွေ့ရပါတယ်။ကုသပြောက်ကွင်းခြင်းမပြုတ်ခင်မှာဒီအဖြစ်အပျက်တရားဆင်တူနေတာကိုတွေ့ရပါတယ်။အတိတ်ဘက်ကတော့ဒီအဖြစ်အပျက်တစ်ခုကိုတွေ့ပြီးနားလဲစေခြင်းနဲ့ရှင်တွေ့ပြီးနားလဲစေခြင်းနဲ့ရွေချက်ကတော့တစ်ခုတည်းပဲရှိပါတယ်။ရွေချက်ကဖျားသခင်ဟာသတိပဂရိအသိကို ဖန်တီးပေးနေပြီ။ ရေကနေဝိုင်းကိုပြောင်းလဲပေးတယ်။ဖြားနာတဲ့တေတော့မဲ့လူစားတီကိုချမ်းမာတဲ့ရှင်မြန်တဲ့လူစားတီဖြစ်ဖန်တီပေးတော့မယ်ဆိုတဲ့အချက်ကိုကြေညာလိုက်ခြင်းမှဖြစ်ပါတယ်။နေချက်ဇာတိပဂရိအခြေအနေကို အသိပြုပြင်လိုက်တယ်။ဖန်ဆင်းလိုက်တယ်။ဒါကိုကျွန်တော်တို့နားလည်ရမှဖြစ်ပါတယ်။ကာနာမှာဖြစ်တဲ့အဖြစ်ပြက်ဒီနေ့ကြားတဲ့ဂလိလေမှာဖြစ်တဲ့အဖြစ်ပြက် တရားတွေကတတိပုဂ္ဂလပုဂ္ဂိုလ်တွေကိုဖြစ်တာ မကဘဲနဲ့ပါစကားပွဲကြောင့်ပါစကားပွဲအချိန်မှာသူကိုယ်တိုင်ရဲ့တည်ခြင်းရှင်မြန်ထမြောက်ခြင်းအဖြစ်ဖြစ်ပေါ်လာမဲ့အသစ်သောလူမျိုးနွယ်ကိုညွန်ပြနေခြင်းလည်းဖြစ်ပါတယ်ဇာတိပဂရိအသစ်တစ်ခုကိုဖန်သည်ဖန်ဆင်းနေခြင်းလည်းပဲဖြစ်ပါတယ်ဒါပထမကျမ်းမှာခေရှာရကြိုပြီးမြင်ထားတာဒါပဲဖြစ်ပါတယ်ကောင်းကင်သည်နေမြေကြီးသည်ငါဖန်ဆင်းတဲ့အရာကို မြင်ပြီး မင်းတို့တွေပျော်ရွှင်ဝမ်းမြောက်ကြလိမ့်မယ်လို့ဆိုထားပါတယ်ပရောဖက်ကကြိုတင်ပြီးတော့ဒါကြောင့်မလို့ဒီနေ့အဖြစ်အပျက်ကိုလည်းပဲတတိပုဂ္ဂလပုဂ္ဂိုလ်တယောက်ထဲမှာပဲဖြစ်ပျက်သွားတဲ့ပုံစံမျိုးအဖြစ်နားမလည်ပဲလူသားတို့မျိုးနွယ်တစ်ခုလုံးကြံ့မာခြင်းပေးလိုက်တယ်ရှင်မြန်ထမြောက်ခြင်းကိုပါစကားအဖြစ်အပျက်တရားအဖြစ်ပေးအောင်မယ်ဆိုတဲ့ရှေ့ပြည့်အဖြစ်အပျက်အဖြစ်ကျွန်တော်တို့နားလည်ဖို့အတွက်တန်ယောဟန်ကကြီးဝဲထားခြင်းမျိုးဖြစ်ပါတယ်ဒါကြောင့်ဒီ ကုသပျောက်ကင်းခြင်းနဲ့ပထမအံ့ဖွယ်ရာဒီအံ့ဖွယ်ရာနှစ်ခုကိုရှင်တွယ်ပြီးဖော်ပြထားခြင်းဖြစ်ပါတယ်အတိဘေကတော့ဇာတိပဂရိကိုပြောင်းလဲပြီးပြီးအသစ်သောဇာတိကိုတည်ထောင်မယ်ဖန်စည်းမယ်ဖန်ဆင်းမယ်ဆိုတဲ့အဖြစ်ပြပြဖြစ်ပါတယ်သူရတော်တို့ဤဇာတိအဖြစ်အခြေအနေကိုပြုပြင်ပြောင်းလဲပြီးတော်မူပါ